တင်မောမလိုက်ခင်လိန်ခါရတယ်ဆိုတဲ့ဟာတော့ဘာလဲလို့ဆိုတော့အာမင်းတို့မနေ့ပြန်တပတ်ခါပဲတင်မောပေါ်ရောက်တော့မယ်ဟလာဘလူတင်မောညိုးလိုက်ရမှာနော်အဲ့ဒီအတွက်မင်းတို့ငါတို့ဟလာအဲအလုရှာပေးတဲ့အတွက်ပွဲကဘလောက်ပေးနော်ပွဲစားကဘလောက်ပေးဆိုပြီးတော့တောင်းကြတာရှိတယ်ပေါ့နော်အဲ့ဒါကတော့ဒေါ်လာ2000ကနေပြီးတော့6000ကြားထဲမှာတယောက်ကိုတောင်းတယောက်ကို2000နဲ့6000ကြားထဲမှာပေးနေရတယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့သိရတဲ့အခါကျတော့အဲ့ဒီလိန်လေတဲ့လူတွေကိုကြီးလိုက်လို့ရှိရင်လေကျွန်တော်တို့ဘာသွားတွေ့ရလဲလို့ဆိုတော့ ဒီသမောပါအတိုင်းဝိုင်းနဲ့ရခင်ကဆက်ဆက်ဖူးတဲ့လူတွေအများကြီးပါတာကိုတွေ့ရတယ်ပေါ့နော်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိဖုန်းနဲ့အကောင့်ဆုံး shopping မှာ mercury your shopping partner အစပိုင်းကတော့ဒီတမောကိုနည်းနည်းလေးစိတ်ပါဝင်စားတဲ့ကလေးတွေပဲရှိရနေပြီးတော့ပြည်ပကိုရွှေပြောင်းလို့တမောကိုကန့်သက်ချက်တွေများလာတဲ့အတွက်တမောသားလောကကိုတိုးလာတဲ့လူတွေများလာတယ်ပေါ့နော်ဒီတိုးလာတဲ့လူများတဲ့အပေါ်မှာသူကအခွင့်ကောင်းယူပြီးတော့လင်ညာစားမဲ့လူတွေများလာတယ်ပေါ့နော်ပြည်ပကိုနော်မြန်မာလူမျိုးတယောက်ကိုတမောသားအဖြစ်ပြည်ပကိုပို့မယ်ဆိုလို့ရှိရင်နော်ဒီဟာပြည်ပကိုထွက်ခွာဖို့အတွက်ပထမဦးဆုံး သူကရေချောင်းပုတ်ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသူ့ပြည်ပထွက်ခွာခွင့်စာထုတ်ပေးရပါတယ်အဲစာထုတ်ပေးတဲ့အခါမှာသူကဘာလုပ်ရလဲဆိုဒီသမောသားကိုဘယ်သမောပေါ်ဘယ်နိုင်ငံကိုသွားမယ်ဆိုတဲ့ဟာလေးဖော်ပြတယ်ပေါ့နော်ဆိုတဲ့အခါကျတော့သမောသားအနေနဲ့သူကဘာကြည့်ရမလဲဆိုတော့ကြံနဲ့တင်ပြတဲ့စာရဲစာရန်သူကြည့်လို့ရကြမှာရမယ်သို့တော့လေစိတ်မှာပြရမယ်ဌာနထုတ်ပေးထားတဲ့ထွက်စာပေါ့နော်အဲ့ထွက်စာထဲမှာဘယ်သမောဘယ်နိုင်ငံဆိုတာပါတယ်ပေါ့နော်ဆိုတော့ကိုယ်အလုတ်ပေးမယ်ဆိုတဲ့လူက ဘယ်သင်မောဘယ်လိုအမျိုးအစားကိုသွားမယ်ဆိုတဲ့ဟာကိုပေါ့နော်ပြောလိုက်လိမ့်မယ်အဲ့တော့ပြောလိုက်တဲ့နေရာမှာဟဟလာကိုကရေချောင်းဒီသမောသားလောကနဲ့လည်းကျင်လည်မှုမရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ကတော့ကျွန်တော်တို့ဒီမှာမကြခဏလာတိုင်ပြန်ပါလို့ကျွန်တော်တို့အမြဲတမ်းလိုလိုကျွန်တော်တို့ကျွန်တော်ရဲ့ဟဟလာလူမှုကွန်ရက်စာမျက်နှာမှာကြီးညာချက်ထုတ်ပါတယ်အလိန်ခံရတဲ့ကိစ္စပေါ့နော်ခုပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာကျွန်တော်တို့ကြည့်ရင်နော်အုပ်စုတစ်ခုဆိုအယောက်တရာရှိတယ်နော် နောက်ထပ်ဥစုစုဆို20ရှိတယ်နောက်ထပ်ဥစုစုဆိုရင်16ယောက်18ယောက်ရှိတယ်ပေါ့နော်အဲ့ဒီနေရာမှာလဲကျွန်တော်နောက်တစ်ခုဘာသာတွေ့လဲလို့ဆိုတော့ဒီလူသစ်ကလေးတွေဒီနော်ဒီအလုပ်ရဖို့အတွက်ဆိုပြီးတော့သူတို့ဒီသမောသားတွေနည်းနည်းလေးစုစည်းရအရဖြစ်တဲ့လက်ဖေးဆိုင်တို့ဘာလို့ညာတို့မှာသူတို့သွားကြတယ်ပေါ့နော်ဒါမှမဟုတ်ဘိတ်ဆွေအပေါင်းတရားနေစင်ဟာဘသူကတော့အလုပ်ရတယ်ဘယ်ကောင်းစီရရတယ်လဲဆိုတာစုံစမ်းပြီးအဲ့လူတွေနဲ့ပဲကျွန်တော်တို့ကြုံတဲ့နေရာမှာစကားပြောတယ်ကြုံတယ်လို့ပတ်စံပေးတယ်နော် အလိန်ခံရတဲ့အခါကျတော့မှကျွန်တော်တို့ချိန်မှာအလိန်ခံရဲဆိုပြီးလာတိုင်တယ်လာတိုင်တဲ့အချိန်မှာကျွန်တော်တို့ဘက်ကတချို့ကိစ္စတွေမှာကျွန်တော်တို့လိုက်လုပေးနိုင်တယ်လိုက်လုပေးနိုင်ကိစ္စဘယ်ပေါ်မှာမူတည်လဲဆိုတော့သူ့ချိန်မှာအထောက်အထားအပြည့်စုံရှိရင်ကျွန်တော်တို့ဘက်ကလိုက်ပြီးတော့လာဆောင်ရွက်ပေးရတဲ့ကိစ္စမှာเนาะအနည်းနဲ့အများဆိုသလိုကျွန်တော်တို့ဆုံးရှုံးသွားတဲ့ဟာတွေကိုပြန်ပြီးတော့เนาะတောင်းခံလို့ရတယ်ပေါ့เนาะအထောက်အထားမရှိတဲ့ဟာကျတော့ကျွန်တော်တို့ကလောက်ဝကန်ရအလွန်ခက်ပါတယ်ပေါ့เนาะဒါက မသွားခင်မှာအလင်ခံရတဲ့ကိစ္စပေါ့နော်။သွားတဲ့အချိန်မှာအလင်ခံရတဲ့ကိစ္စတော့ तू ကဘာလဲလို့ဆိုတော့အဲခလေးတယောက်ကို तू ကပြောမှာဟာမင်းကတော့တန်ချိန်3000လောက်ရှိတယ်တင်မောဒီလိုတင်မောကြီးဓာတ်ပုံကြီးပြရတော့မင်းတို့ဒီလိုတင်မောမျိုးသွားမှာအဲဘယ်နေ့မှသွားရမယ်ဆိုပြီးလွတ်လိုက်တယ်ပေါ့နော်။ဒါပေမဲ့အဲ့ခလေးကအဲ့တင်မောပေါ်ရောက်လားမရောက်လားဆိုတဲ့ဟာကတင်မောပေါ်တက်တဲ့အချိန်ကျမှ तू ကသိရတာပေါ့နော်။ဆိုတော့ကျွန်တော်တို့အနည်းအဆုံးဖြစ်ဖြစ်ခဲ့တဲ့ပြဿနာလေးတစ်ခုပြောမယ်ဆိုရင်ပြီးခဲ့တဲ့လာစားမှာ ကလေးတွေပေါ့နော်အဲအယောက်20လောက်ရှိတယ်လို့ကျွန်တော်သိရတယ်သူတို့ကိုဒီကနေပြီးတော့ပြပကိုထုတ်ပေးလိုက်တယ်ထုတ်ပေးလိုက်ပြီးတော့သူတို့ကသင်္ဘောပေါ်ရောက်မှသူတို့ပြောတဲ့သင်္ဘောနဲ့သူတို့တကယ်ရောက်သွားတဲ့သင်္ဘောကမတူဘူးဆိုတာသိရတယ်မတူတဲ့အပြင်ရောက်သွားတဲ့သင်္ဘောကတော်တော်ဆိုးဆိုးဝါးဝါးသင်္ဘောဖြစ်နေတယ်အဲဘာလဲဆိုတော့ငါးပါးသင်္ဘောဖြစ်တယ်ငါးပါးသင်္ဘောဖြစ်တဲ့အခါကျတော့ငါးပါးသင်္ဘောမှာနော်အလုတ်လောက်ရတဲ့အလုတ်သမားတစ်ယောက်ရဲ့နေပုံထိုင်ပုံစားပုံတောက်ပုံကကျွန်တော်တို့ဒီဘက်က နော်တင်မောကြီးပေါ့နော်အပြည်ပြည်ဆိုင်ရာမှာသွာလာလှုပ်ရှားနေတဲ့ကုံသွေးကြီးเจ้าတင်မောတွေရဲ့အခြေအနေနဲ့မတူပါဘူးပေါ့နော်အဲ့တော့ဒီကလေးတွေထဲမှာကျွန်တော်တို့ကို၄ယောက်လောက်ကပြန်လာခြင်းတယ်လို့ပြောတဲ့အတွက်ကျွန်တော်တို့ပြီးခဲ့တဲ့လပေါ့နော်20နဲ့အဲ6ရက်နေရလာမသိဘူးเนาะကျွန်တော်တို့၄ယောက်ကိုပြန်ခေါ်ပေးထားတာရှိပါတယ်ပေါ့နော်သို့တော့ကျွန်တော်တို့ပြောခြင်းတဲ့သဘောကမာဖန်တင်မောပေါ်ရောက်သွားတယ်ကံယူရန်သွားတဲ့တင်မောပေါ်ရောက်သွားတယ်ကန်းနီးသွားတဲ့တင်မောပေါ်ရောက်သွားတယ်ဆိုရင် ဲ့ဒီသင်္ဘောတွေဒီနော်ကိုလောက်ကင်လောက်လို့ရလာတဲ့အတွေ့အကြုံကမြမပြည်ပြန်ရောက်လာရင်နော်သင်္นานတက်ဖို့လည်းအကြုံမဝင်ဘူးအလားတူပဲအလားအရာကြီးဖြစ်ချင်လို့ဆောင်ပွဲဖြစ်မယ်ဆိုတဲ့အချိန်မှာလည်းဒီသင်္ဘောပေါ်အချိန်ကုန်သွားတဲ့တစ်နှစ်တစ်နှစ်ခွဲဆိုတဲ့ဟာကဘလို့မှ तू ကနော်အဲလုပ်ငန်းလုပ်တဲ့ကာလအနေနဲ့တတ်မှတ်ခြင်းမရှိဘူးပေါ့နော်မရှိတဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုတော့ဒီကလေးတွေကဟိုဘက်မှာသွားတော့တန်ချိန်ဟလား အဲထားပါတော့၄900လောက်ရှိတယ်သင်္ဘောပေါ်တက်တယ်ပြန်လာတဲ့ခါကျတော့အဲ့လိုမျိုးဖြစ်မှာဆိုလို့လိန်ပြီးတော့ဟလာကိုရဲ့ခုနပြောတဲ့เนาะသင်္ဘောသားအလုတ်သမားမှတ်တမ်းစာအုပ်ပေါ်မှာလိန်ညာပြီးဒစိတုံးထူတာတော့လုတ်တယ်ဒါတွေကိုပေါ်သွားတဲ့ခါကျတော့ဟလာကိုရဲ့အခွင့်လားအကုန်ဆုံးရှုံးတာပေါ့เนาะဘယ်လိုဆုံးရှုံးလဲဆိုတော့သူဒီเนาะဌာနနေအယူယူရလဲခံရတယ်เนาะပြီးလို့ရှိရင်သူ့ရဲ့ဟလာရှေ့တက်မဲ့เนาะဒီလမ်းကြောင်းမှာဘယ်လိုခေါင်းမလဲအခက်အခဲတစ်ခု စူးညောင်ခလုတ်တစ်ခုပေါ်သွားတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ခုနပြောသလိုမိပါတယ်ကလေးတွေရမိပါတွေရောเนาะနောက်တစ်ခါဒီကလေးတွေရောပေါ့နော်ကျွန်တော်တို့အနေနဲ့တိုက်တွန်းလိုတာကအဲ့လားသင်္ဘောသားလုံမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှိမှာလာပါမေးပါကျွန်တော်တို့အနေနဲ့တအားသေးသေးကျွန်တော်တို့သိသလောက်ပြောပြပါမယ်เนาะအဲအစတွေကပြဿနာမဖြစ်အောင်လို့ဘလို့မျိုးเนาะကြိုတင်ကာကွယ်ပြီးလုပ်လို့ရမလဲဆိုတဲ့ဟာလေးကျွန်တော်တို့အကြံပြုပေးမယ်လို့ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ဒီလိုပဲပြောကြား တိုက်တွန်းလိုပါတယ်ပေါ့လေဟုတ်ကဲ့